အလုံးမင်္ဂလာပါကိုခိုင်းစတာဖုတ်ဘောရှိုးကနေကြိုဆိုပါရစေကျွန်တော်ကိုခန့်ပါခင်ဗျဒီကနေ့ရဲ့ဘောလုံးအပြောင်းအရွှေ့သတင်းတွေထဲမှာပြည်သက်စိတ်ဝင်စားမယ့်သတင်းတချို့ကိုကျွန်တော်တို့အတူတူသုံးသပ်ဆွေးနွေးရအောင်ခါ ပထမဆုံးကျွန်တော်ရွေးချယ်ထားတဲ့သတင်းကတော့ Rudy Gallardy ပေါ်ပြထားတဲ့ Brian Ambumo နဲ့ Manchester United တို့ရဲ့ up to date အပြောင်းအရွှေ့သတင်းဖြစ်ပါတယ်။ United က Brian Ambumo ကိုခေါ်ယူဖို့ကြိုးပမ်းခဲ့တာနှစ်ချိန်ရှိပြီ။ Matias Cunha ပြီးတဲ့နောက်ပိုင်းမှာ Brian Ambumo သည်ဒုတိယမြောက်ခေါ်ယူမှုအဖြစ် United တို့ကြိုးစားလာခဲ့တာနည်းနည်းလေးတော့ကြာသွားပြီ။သို့တော့ Brentford နဲ့ညီနိုင်းဆွေးနွေးမှုဟာလက်ရှိအချိန်ထိအဆင်မပြေသေးဘူး။ရှေ့မှာနှစ်ချိန်တိုင်တိုင်ကန်လန်ပြီးသွားပြီ။ Brentford ကပယ်ချခဲ့တယ်။ဒီနှစ်ချိန်ကဈေးနှုန်း နဲလို့လားဆိုတော့မဟုတ်ဘူး Brandfo ကိုတိုင်ဒီပင်လျင် Brian Ambumo အတွက်ပြောင်းရွှေ့ခြင်းမျိုးမျိုးမျက်လိုချင်နေတယ်။တနည်းအားဖြင့်သူတို့အသင်းရဲ့ club တမိုင်းတစ်လျှောက်မှာအမြင့်ဆုံးပြောင်းရွှေ့ခြင်းရရှိမှုအဖြစ်စံချိန်တင်ကျင်းနေတယ်။ Brandfo ကငကိုကလေးက Ivan Toney ကိစ္စနဲ့ပတ်သက်ပြီးလောဘကြီးရတယ်ဆိုကာမှ Brian Ambumo လို့အသက်အရွယ်ကောင်းတဲ့ကစားသမားပြီးခဲ့တဲ့ရာသီက twin ကို20လောက်တွင်းထားတဲ့ကစားသမားအောင်ဆိုရင်ပိုပြီးဈေးလိုချင်မှာပေါ့လေ။ Ivan Toney ကတော့သူတို့လိုချင်တဲ့ပြောင်းရွှေ့ခြင်းတိုင်းမရခဲ့ပါဘူး။ Brian Ambumo ကြတော့ကျွန်တော်ကတော့ပြောလို့အသက်အရွယ်လည်းကောင်းတယ်၊ performance ကလည်းလက်ရှိချိန် prime မှာရောက်နေတဲ့အခါကျတော့သူတို့လူချင်းတဲ့ဈေးကိုမရမက United စီကတောင်းမဲ့သဘောမျိုးအဲ့တော့ United ဒီအခုတတိယတစ်ချိန် Brian Ambumo ကိုဈေးတက်မှတ်ဖို့ ပြင်ဆင်နေရလို့ရူဒီကယ်လဒီကဖော်ပြထားတာပါအဲ့ဒီအမောက်ပမာဏကတော့ Brentford Town နဲ့ငွေကြေးအမောက်ပမာဏနဲ့အတော်လေးနီးစပ်တဲ့အတွက်ကြောင့်ဒီပြောင်းရွှေ့ဖြစ်မြောက်ရေးမဖြစ်မြောက်ရေးက Brentford အသင်းပေါ်မှာပဲမူတည်နေပါတော့တယ်အဲ့တော့ United ဒီ third offer အတွက်ပြောင်းရွှေ့ကြေးပေါင်63သန်း plus အပူစုကြီးအဲ့တော့ပထမဆုံးပေးချေမှုတော်မှာပေါင်63ပြီးမှ add-ons လာတယ်ဆိုတော့များတာပေါ့ဗျဒါကျွန်တော်တယောက်တည်းအမြင်မှာဟိုများခြင်းမများခြင်းကဟို club team ရဲ့တာဝန်ရှိသူ ူတွေရဲ့အဆုံးဖြတ်ချက်နဲ့ပဲစိုင်းတယ်ကျွန်တော်တို့နေရာတော့တည့်ရမပတ်သက်ဘူးပေါ့နော်သို့တော့ကို့အမြင်ကိုဆွေးနွေးကြည့်တာပါ bro လေဒီပေါင်63သန်း plus add on stay တာတကယ် united ကမ်းလမ်းမဲ့ဆိုရင်များလားတင်လားဝင်ပြီးတော့ဆွေးနွေးသွားလို့ရတယ်ကျွန်တော်အရင်ကတည်းကအဘူးမှုနဲ့ပတ်သက်ပြီးသဘောထားကိုပုံလင်းလင်းပြောပြီးသားကျွန်တော်မာဒီယက်စ်ခူးညာတယောက်တည်းရောက်တာနဲ့လုံလောက်ပြီလို့ထင်တယ်ဘရူနိုဖာနန်ဒက်စ်ထားလို့ရတယ်ဗျာအမဒီယာလို့ထားလို့ရတယ် အထောင်တိုက်စစ်မူကောင်တယောက်ကိုကဲနောက်ဆုံးဟွိုင်လန်တို့ဇက်ဇီးတို့ရောင်းထုတ်လို့မရပါလိမ့်စေ။ခေါ်လိုက်မယ်ဆိုရင်တောင်မှဒါဒီမဆိုး။ဘရိုင်ယန်အန်ဘူးမို့ကျွန်တော်ကအသင်းတွေမှာကစားနိုင်ပါမလားဆိုတဲ့တန်တရားစိတ်ရှိတယ်။အန်ဘူးမို့ဒီ ချန်ပီယံရှစ်မှာကစားခဲ့တဲ့ကစားသမားပြီးတော့ Brentford လို့အသင်းမျိုးနဲ့ Premier League မှာကျင်လည်ခဲ့ရတယ်အဲ့တော့ Brentford ကပွင့်လင်းပြောရင်တော့တာမန်ကစားသမားတွေအတွက်တကယ်ပျော်စရာကောင်းတဲ့ club အသင်းတစ်ခု Wissar ဆိုတဲ့နော်ကွန်ဂိုကစားသမားကို Brentford အသင်းမှာတေချာမှတ်မိတဲ့သူတွေမှတ်မိလိမ့်ပြီးခဲ့တဲ့တရာဒီဂျော်လောက်သူရောက်တဲ့အချိန် Super Sat အဖြစ်ရန်ကောင်းခဲ့တယ်နော်အခုပြီးသွားတဲ့ຢာဒီမှာကျတော့သူပွဲထွက်ခွင့်ရတယ်ပြောချင်တာအဲ့ဒီကစားသမားတွေဆိုရန်နာမည်မကြီးခဲ့ဘူးခြေသွမ်းမှန်ရလဲတာမန်အသင်းတင်ပဲသို့တော့ Brentford မှာကျတော့ကောင်းနေ Brian Ambumo ့ကြတော့ဒီဝစ်စာရုပ်ပါတော့ထတော့ကောင်းပါတယ်တိုးတော်လဲကျွန်တော်စိုးရိမ်တာ လို United လို့ဖိအားများတဲ့အသင်းမျိုးအရင်တော့ image ကြီးအကြီးနဲ့အသင်းမျိုးတွေမှာအဆင်ပြေပါမလားဆိုတဲ့အမြင်မျိုးရှိတယ်ဗျဒီနေရာမှာ Matthias ခူးညာလဲ Wolverhampton မှာကစားခဲ့မှုတဲ့ Bruce ဆိုတဲ့ point out လေးတွေကျွန်တော်မြင်အောင်နေသေးတယ်ဒါပေမဲ့အဲ့ဒီအပိုင်းနဲ့ပတ်သက်ပြီးကျွန်တော်တလက်စာတွေဆွေးနွေးလိုက်မယ်ခူးညာနဲ့အန်ဘူးမိုးကမတူဘူးဗျခြေစွမ်းပိုင်းတိတ်မကွာဘူးဆိုရင်တော့မှ Matthias ခူးညာကျင်လည်ခဲ့ရတဲ့ data တွေ club တွေကစုံတယ်ဂျာမန်မှာလည်းသူကစားခဲ့မှုတယ် Spain မှာလည်းကစားခဲ့မှုအဲ့တော့ကြောင့်ဘယ်နေရာမှာပဲရောက်ရောက်ဘလို့ club တင်းမဲ့ဖြစ်ဖြစ် Matthias ခူးညာက ားနိုင်တဲ့အခြေသွေးမျိုးရှိတယ်လို့ကျွန်တော်ယုံကြည်တယ်။ Brian Ambumo ကျတော့ Brentford မှာထွန်းတောက်ပြီး Brentford မှာပဲလက်ရှိ Prime ရောက်နေတဲ့အခြေအနေမျိုးဖြစ်တဲ့အခါကျတော့ကျွန်တော်ကတော့နည်းနည်းတော့စိုးရိမ်နေပြ။ ပေါင်63တန်းအပိုစုကြီးတွေဟာကျွန်တော်တယောက်တည်းယူဆချက်အရများတယ်လို့ထင်ပါတယ်။ရှေ့ပြီးသတင်းတွေဖြစ်တဲ့အတွက်ကြောင့်နောက်ဆက်တွဲသတင်းတွေမှာအမောက်ပမာဏပြောင်းကောင်းလဲပြောင်းနိုင်ပါတယ်။ကဲကျွန်တော်ဆက်လက်ဆွေးနွေးခြင်းနဲ့သတင်းကတော့ဒီအာစနယ်နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်။ဖော်ပြထားတဲ့သတင်းထဏာကတော့မေရာကပါခင်ဗျာ။အာကြီးကကွင်းလယ်မှာကစားသမားစုဖွဲ့မှုတစ်ခုကိုထပ်ပြီးတော့ upgrade လုပ်ခြင်းတယ်။မာတင်ဇူဘမန်ကြီးရောက်ဖို့တေချာတလောက်နီးပါဖြစ်သွားတဲ့အချိန်တောမတ်စ်ပါတီကလည်းအသင်းကနေထွက်ခွာဖို့တေချာတလောက်ဖြစ်သွားတယ်။ဇူဘမန်ကြီးအဝင်ပါတီ ထွက်အခြေအနေကိုတော့ကနပရိသတ်တွေအားလုံးလည်းသိမယ်လို့ထင်တယ်။ပါတီကစာချုပ်တဒံတိုးဖို့အဆင်မပြေ။ salary ကိစ္စကြောင့်ပဲအဓိကစာအုပ်တဒံတိုးဖို့အဆင်မပြေတာလို့တော့ကျွန်တော်ထင်တယ်။ဒီ June 30ကျရင် Thomas Party သည်အတင်းအထွက်ခွာသွားဖို့အနည်းဆက်ဆုံးအခြေအနေဖြစ်နေပြီ။ Martin Zubimendi ကလည်းတိတ်မကြခင်အချိန်တွင် Arsenal နဲ့အပူပေါင်းလိမ့်မယ်။အဲ့တော့ကစားသမားတယောက်ထွက်တယ်ကစားသမားတယောက်ဝင်တယ်။တချို့ပရိသတ်တွေအားမလို့အားမရဖြစ်တယ်လို့ဘာထူးမှလည်း Bro ရဲဆိုတော့ မှတ်မှားတယ်ဘာမှတော့မထူပါတီကလည်းပြီးခဲ့တဲ့ရာသီကဇူပါမန်ဒီလောက်မကောင်းရင်တော့မှဇူပါမန်ဒီနီးပါးကျန်းခဲ့တဲ့ပလေယာတယောက်โอเคအဲ့တော့အာအီးဒီကွင်းလေစုဖွဲ့မှုပူတောင့်တင်းဟာကစားသမားတယောက်ကိုစိတ်ဝင်စားနေအဲကစားသမားကလည်းဘရန်ဖို့အသင်းရဲ့ကစားသမားတယောက်ပါသူလည်းဆိုတော့နော့ဂတ်ဖြစ်ပါတယ်အဲနော့ဂတ်ကအသက်32နှစ်တော့ရှိပြီပရိသတ်အကြိုက်ကစားသမားမဟုတ်ဘူးအာဆင်နယ်ပရိသတ်မှမဟုတ်ဘူးဘယ်အသင်းပရိသတ်မဆိုနော့ဂတ်ကိုခေါ်စီခြင်းနဲ့အသင်းပရိသတ်ဆိုတာရှိမယ်လို့မထင်ဘူးနော့ဂတ်ရဲ့စတာချိုးတဲ့တန်းက2029ခုနှစ်ထိကျန်နေ တဲ့အတွက်ကြောင့်လွယ်လင်းတကူလည်းခေါ်လို့ရမှာမဟုတ်အရက်စကားပြောရင်တော့ဖလာကျိတ်လို့မရဘူးပေါ့ဗျာဈေးနှုန်းအမောင်းပမာဏတည့်ရပေးပြီးတော့ခေါ်ရလိမ့်မယ်အဲ့တော့နော်ကတ်ဒီပရီးမီးယားလိအတွေ့အကြုံအပြေအဝရှိတဲ့ကစားသမားတယောက်ဖြစ်တဲ့အတွက်ကြောင့်ကွင်းလယ်မှာတစ်နှစ်ဖြစ်စေနှစ်နှစ်ဖြစ်စေအရန်ကစားသမားဖြစ်ယာယီသုံးမယ်ဆိုရင်သုံးလို့ရတဲ့အခြေအနေမျိုးတော့ရှိတယ်ဒါပေမဲ့အဓိကကသူ့ကိုပေးရမယ်ပြောင်းရွှေ့ချင်းပြောင်းရွှေ့ချင်းပေါင်တန်း30တို့နော်ဒါမို့လဲ20နဲ့30ကြားလို့ဆိုရင်တော့မှကျွန်တော်ကမပေးသင့်တော့ဘူးလို့သုံးသပ်မိတယ်။သူ့ကိုလုံအောင်ကြောင်ပေးမယ်ဆိုရင်ပေါင်တန်း30 အောက်လောက်နဲ့ပဲခုံတဲ့နဲ့ဆွေးနွေးညှိနှိုင်းတဲ့နဲ့အခုထွက်တဲ့သတင်းကမေရာက ထွက်တဲ့တဲ့ရင်ရှေ့ပြေးတဲ့ရင်အစ်စ်မဲ့ရှိသေးတဲ့အတွက်ကြောင့်တစ်ချက်တော့စောင့်ကြည့်ရမယ်။အာစနယ်ကလည်းမမျော်လင့်တဲ့ကစားသမားတွေကိုခေါ်ယူလေးခေါ်ယူထားရှိတဲ့အတွက်ကြောင့်နော့ကတ်ကိုအရန်ကစားသမားအဖြစ်နဲ့တကယ်ကြီးကဲလန်းတဲ့ပုံစံမျိုးကလည်းမဖြစ်နိုင်ဘူးလို့ပြောလို့မရပါဘူး။ကဲနောက်ဆုံးသွင်းနေခြင်းတဲ့တဲ့ရင်ကတော့ Chelsea နဲ့ပတ်သက်တဲ့တဲ့ရင်ပဲဖြစ်ပါတယ်။တဲ့ရင် source ကတော့ Gianluca Di Marzio ကိုဖြစ်ပါတယ်ခင်ဗျ။ Chelsea တင်းဟာသူတို့တင်းရဲ့အသက်24နှစ်အရွယ် Senegal တိုက်စစ်မှု Nicholas Jackson ကိုရောင်းဖို့ဆန္ဒရှိနေပြီးတော့ Italy club တင်းနေဖြစ်တဲ့ Juventus နဲ့ Napoli နှစ်တင်းလုံးဟာစိတ် စ်ဝင်စားနေတယ်လို့ဖော်ပြထားတာပါ။တနည်းအားဖြင့် Necklace Justin ရဲ့မလိုလားအပ် တဲ့လုံရက်ပြုမှုကြောင့်အနီကက်နဲ့ထွက်ခဲ့ရပြီ။ Nicholas Jensen ရဲ့စိတ်ဓာတ်ပိုင်းကမိကုံးထုတ်ချင်စရာအများကြီးပဲဗျ။ပြီးခဲ့သောဘောလုံးရာသီမှာကလေးကရာသီအစမှာကောင်းနေပါလျက်နဲ့ရာသီအလယ်အဆုံးရောက်တဲ့အချိန်မှာဘာကြောင့်များ flop သွားလဲ။ခြေသွမ်းမကောင်းတာမတိုးတက်တာကတဖြည်းဖြည်းချင်းစီပြုပြင်ပြောင်းလဲလို့ရတယ်။စိတ်ဓာတ်ပိုင်းမကောင်းတဲ့ကစားသမားတစ်ယောက်ကိုပြုပြင်ပြောင်းလဲပေးဖို့ကထင်သလောက်မလွယ်ဘူး။အဲ့တော့ mental နဲ့ physical နှစ်ခုရှိတယ်ပဲထားပါတော့ဗျ။ခြေသွမ်းပိုင်းတွေဘာတွေကိုကျွန်တော် physical တွေပဲထည့်လိုက်အောင်။ physical ပိုင်းကပြုပြင်လို့ရတယ်။ ஆண்டையா தீ கதாதமா တေမအဲ့ဒီအချင်းပြောင်းမှာအဲ့တော့ကျွန်တော်မြင်ရသလောက် necklace ချက်စင်ချယ်တီကိုရောက်တာ200သိရှိပြီစိတ်တဲ့ဘိုင်းကအဲ့လောက်ကောင်းတဲ့တဲမှာတော့မပါဘူးအပြင်ပလူနေတိုင်းမှုဘဝမှာတော့ဗျာသူရိုးရှင်းတဲ့လူနေတိုင်းမှုဘဝလေးတွေဟိုရှိပါတယ်တငယ်ချင်းရဲ့တူတူဂိန်းကစားတယ်အဝတ်စားတွေပါပြီဆိုရင်လည်းအဲ့လိုထင်းထင်းပေါ်ပေါ်နဲ့ကြွကြွအဝါမွေးတက်ဥပါညာဒါတဘိုင်းပေါ့တော်တော်ဘောလုံးကစားတဲ့အချိန်မှာတော့ necklace ချက်စင်ရဲ့စိတ်တဲ့ဘိုင်းကဟိုတကယ်မေးကိုထုတ်ချင်စရာဗျာအစ်စ်မပြေဘူးဒီတရား drop ပါတော့ကွင်းထဲမှာရောကွင်းမြင့်မှာရောဘလောက်ထိဟိုလေးစားစရာကောင်းလဲချီချူးစရာကောင်းလဲဒီတရား drop ပါလို့ဖြစ်ဖို့မပြောပါဘူးတာမန်ကစားသမား တ်တယောက်ရဲ့တာမန်လူတယောက်ရဲ့မန်တယ်မျိုးရှင်ရင်တော့မှ necklace ချက်စင်ကခြေစည်းမှာရရှိအသုံးပြုလို့ရတယ်အခုချိန်မှာအနီကက်ပစ်တဲ့တစ်ခုအတွက်သူလွယ်လွယ်ကူကူရယူနေတာကတော့ခြေစည်းတာဝန်ရှိတဲ့သူတွေလည်းမျက်စိစပင်မူကြီးစူးကျင်စရာစောင့်ကြည့်ကျင်စရာဖြစ်လာတယ်အဲ့အတွက်ကြောင့်မဲ Jason ကိုရောင်းမယ်ဆိုတဲ့သတင်းမျိုးကမနေကလေးကတက်လာတာဂျက်ဆင်ကပြောရတယ်နည်းနည်းခက်တယ်လုံးဝသုံးစားမရတဲ့တိုက်စစ်မူလားဆိုတော့လည်းမဟုတ်ဘူးတရာဒီမှာသူတွင်းယူတဲ့တွင်းကိုအရေအတွက်က15ခုလောက်တော့အနေဆုံးရှိလိမ့်မယ်ချက်စီမှာလည်းနေရာဒီလောက်ကြံ့ကြံ့ခံပြီးတော့သူကစားခဲ့ရတဲ့အခါ တခြားသောလိတွေပြောင်းရင်ထွန်းပေါက်ဖို့ကတော်တော်နီးစက်တဲ့အခြေအနေရှိပါတယ်အဲ့တွက်ကြောင့် Juventus တို့ Napoli တို့ကဒီကစားသမားကိုခေါ်ဖို့စိတ်ဝင်စားနေတာပါတခုကန်ကောင်းတာကသူ့ရဲ့အသက်အရွယ်နဲ့သူ့ရဲ့ခြေသွမ်းပိုင်းက ချက်စီးသည်အနိုင်ဈေးနဲ့ရောင်းချစရာအကြောင်းကိုမရှိတာပါသူရဲ့လက်ရှိပေါင်စည်းကလည်းမြင့်တက်နေတဲ့အတွက်ကြောင့် Necklace Jason ကိုရောင်းမယ်ဆိုလို့ကပေါင်တန်း40နဲ့တန်း90ကြာတော့အနိုင်ဆုံးရရှိနိုင်မှာဒီငွေကြေးအမောင်းပမာဏနဲ့ပဲနောက်ထပ်အဆင့်မြင့်တိုက်စစ်မှုတယောက်ကိုချက်စီးခေါ်ဦးတင်ပါကြောင်းတုံးသက်ဆွေးနွေးနေပဲဗီဒီယိုလေးတွေမှာနားခွင့်ပြုပါခင်ဗျာကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်